အပိုင်း1096ရဲ့အဆောင်မှာတော့လူဖီတို့ကအမိုက်တီကြားတွေကနေအေယာမဆက်ရုပ်ကြီးကိုတွေးခဲ့ရပါတယ်။ဒါပေမဲ့ဆက်ရုပ်ကြီးရဲ့ပုံစံကအရန်ကိုဟောင်းနှွမ်းနေတာကြောင့်ဂျေမီတို့ကအတော်လေးကိုအံ့ဩနေပြီးဒါကအနာဂတ်ကသာဆိုရင်ဒီလောက်ထိမနှမ်းသင့်ဘူးလို့ပြောလိုက်ပါတယ်။ဒါပေမဲ့ဘေဂါဘန်ကတော့ဒီဆက်ရုပ်ကအနာဂတ်ကမဟုတ်ဘူးလို့ပြောလိုက်ပြီးအတိတ်ကပဲလို့ပြောပြပါတယ်။တစ်ဖက်မှာလည်းရှာကာကရော်ဘင်တို့ကိုအတိတ်ကတည်းကကြားပြောရလို့ရှိရင်လွန်ခဲ့တဲ့နှစ်ပေါင်း900လောက်ကအခုလိုမျိုးဖွင့်မျိုးတွေ့တတ်တဲ့ဒိုင်းမီတစ်ခုရှိခဲ့ဘူးလို့ပြောပြလိုက်ပါတယ်။သူရဲ့စကားကိုကြားတော့အားလုံးကမယုံနိုင်ဖြစ်နေကြပါတယ်။ ရှာကာကဒီဆက်ရုပ်ကလွန်ခဲ့တဲ့နှစ်တရာလောက်ကအတွေ့ရှိခဲ့တဲ့ဆက်ရုပ်တစ်ခုကိုမုံမှန်ထားခဲ့တာဖြစ်တယ်လို့ပြောပြပါရီဒါကိုကြတော့ရော်ဘင်ကရှာကာကိုဒါကပျောက်ဆုံးနေတဲ့နှစ်တရာကဆက်လာလို့မိလိုက်ပါရီဒါကိုကြတော့ရှာကာကရော်ဘင်ကိုမင်းဘလောက်ထိတိထားလဲလို့မိပါရီဒါပြင်နာမီတို့ကလည်းရော်ဘင်ကိုတစ်ခုခုအသိနေရလာလို့မိလိုက်ပါရီရှာကာကတော့ရော်ဘင်ကိုကြည့်လိုက်ပြီးတော့ဒါကပြန်တွေးဖို့အတွက်ခက်ခဲပေမဲ့လွန်ခဲ့တဲ့22နှစ်ကမင်းရဲ့တိုင်းပြည်ဖြစ်တဲ့အိုဟာရာကနေဗီရဲ့ဘတ်စတာကိုနဲ့ဖျက်ဆီးရအောင်ခံလိုက်ရတာမှလားလို့မိလိုက်တော့ရော်ဘင်တယောက်အန်ချိန်နေပါရီအဲ့နောက်မှာတော့ရှာကာကဒါကဘာကြောင့်လဲဆိုတော့ ။အိုဟာရာကဖုံးကွယ်ထားတဲ့ဒိုင်းမီအကြောင်းကိုသိသွားတယ်ထင်တယ်လို့ပဲပြောလိုက်ပါရီ။အရင်တုန်းကဒိုးတက်နေတဲ့ဒိုင်းမီကြီးနဲ့ဂျန်တဲ့ဒိုင်းမီ20ကျားမှတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက်တော့ဒိုင်းမီ20ကအနိုင်ရသွားပါရီ။ဒါကြောင့်မလို့သူတို့ကအစိုးရကိုဖွဲ့စည်းပြီးတော့ဒိုင်းမီအစ်စ်ကိုပြန်လည်ထူထောင်ပါရီ။ဒါကိုကြတော့နာမီကဒါကဘလို့ကြောက်စရာအကြောင်းရင်းကြီးလဲလို့ပြောလိုက်တော့ဥဆုပ်ကလည်းဒါကထိတ်လန့်စရာပဲလို့ပြောလိုက်ပါရီ။ဒါပေမဲ့ဖရန်ကီကတော့စိတ်လှုပ်ရှားနေပြီးဘာကဘလောက်တောင်မှယင်ခုံရလဲလို့မေးလိုက်ပါရီ။ အဲ့ဒီချိန်ဆန်ကြီးကတော့တစုံတစ်ခုကိုသတိရသွားပြီးရှာကာကိုအိုဟာရာတိုင်းပြည်ကဒါကြောင့်ဖျက်ဆီးခံရတယ်ဆိုရင်ဒီအကြောင်းကိုသိတဲ့သူတွေကအသက်ခံရမှာပေါ့လို့ရှာကာကပြောလိုက်ပါတယ်။ဒါကိုကြားတော့ဦးဆုပ်ကလည်းလန်သွားခဲ့ပြီးတော့ထိတ်လန့်သွားပါတယ်။ဆန်ကြီးကလည်းပဲရှာကာကိုဘာလို့အတင်းလာပြောရတာလဲလို့မေးနေချိန်ဦးဆုပ်ကတော့ခေါင်းနဲ့ချမ်းကိုစောင့်နေပါတယ်။ပြီးတော့သူကသူတီထားတာတွေကိုမေ့သွားပြီးလို့တို့တို့ပြောကပိတ်ဆောင်နေတာပါ။ဒါကြောင့်မလို့ရှာကာကစိတ်အေးသွားအောင်လုပ်နေခဲ့ပါတယ်။ဥစုပ်ကသူမသိဘူးမင်းနေပြီလို့ပြောလိုက်ပြီးရှာကာကစိတ်အေးထားဖို့အတွက်ပြောကဒါကသူ့ရဲ့ထင်မြင်ချက်ပါလို့ပြောပြသွားပါတယ် ဒါပေမဲ့ဦးစုကတော့ငိုချင်ရေချင်စိတ်တွေပေါင်နေပါပြီ။အဲဒီနောက်မှာတော့ရှာကာကရော်ဘင်ကိုတကယ်လို့ဦးဟာရာကအဲ့လိုထင်မြင်ချက်နဲ့ဖျက်ဆီးခံခဲ့ရတာဆိုရင်ဒါကအစိုးရကခွင့်ပြုပေးခဲ့တာပဲမဟုတ်ဘူးလားလို့မေးလိုက်ပါရီ။အဲ့နောက်မှာတော့ရော်ဘင်ကရှာကာကိုမင်းဘယ်ဘက်ကလဲလို့မေးလိုက်ပြီးစစ်ဆေးနေပါရီ။ရော်ဘင်ကရှာကာကိုဦးဟာရာကျုံးကစကောလာရီကသူတို့ရှာဖွေတွေ့ရှိထားတာတွေကိုစမ်းစစ်ပြီးတော့ထင်မြင်ချက်တွေနဲ့ယူဆကြတာလို့ပြောလိုက်ပြီးမင်းကအဲ့လောက်ယာရူကြီးလို့ပြောပြထားတာလားလို့မေးခဲ့ပါရီ။ဒါကိုကြတော့ရှာကာကတော့သူကအစိုးရလက်အောက်ကဆိုပေမဲ့သူလည်းအသက်ခံရမှာပဲလို့ပြောလိုက်ပါရီ။ တဖက်မှာလည်းဦးစုပ်ကဒါကိုကြားတော့ရှာကာကိုဆက်မပြောရနဲ့လို့ပြောလိုက်ပါရီဒါကညှိမှန်းနှိပ်စက်ခံရတယ်လို့ပဲလို့လည်းသူကပြောနေကြတာပါအဲဒီနောက်မှာတော့ရှာကာကအဲ့ဒီနေ့ကအိုဟာရာကျွန်းဖြတ်စည်းခံရတဲ့အကြောင်းကအားလုံးကိုတုံ့လုံးစေခဲ့တယ်လို့ပြောလိုက်ပါရီကမ္ဘာပဟုတုတအရှိဆုံးကျွန်းကတညရဲမှာပဲမိန်ကလေးငယ်တယောက်ကလွဲပြီးတော့အားလုံးအဖြတ်စည်းခံလိုက်ရတယ်လို့ပြောပြလိုက်တော့ရောဘင်ကဝမ်းနည်းနေပါရီရောဘင်ကရှာကာကိုကလိုဗာနဲ့တိရလာလို့မိလိုက်တော့သူကတိတယ်လို့ပြောလိုက်ပြီးကလိုဗာကပျောက်ဆုံးနေတဲ့နှစ်တရာကိုအရန်ဆွဲလန်းနေတဲ့အချိန် ရှာကာကတော့သူကအိုဟာရာဖျက်ဆီးခံရပြီးတဲ့နောက်မှာဂလိုဘာနဲ့တီးခဲ့တာကြောင့်သူ့အတွက်ပန်းစည်းသွားထားပေးဖို့တလားအကြာမှာဂျုံကိုသွားခဲ့တယ်လို့ပြောပြသွားတယ်။ဒါကြောင့်မလို့သူကနေရာအနှံ့ကိုသွားပြီးစာရီကိုစူးစီးခဲ့ပေမယ့်ရေတဲရဲ့ဖမ်းဆီးတာကိုအကြိမ်ကြိမ်ခံရပြီးတော့ဆယ်ကြိမ်ထောင်ကြားခဲ့ပါတယ်။အဲဒီနောက်မှာတော့ဂလိုဘာကအိမ်နဲ့ထောင်ကိုအိမ်ဦးနဲ့ကျမ်းမြင့်အဝင်ထွက်လုပ်နေခဲ့ပြီးအိုဟာရာဂျုံကိုရောက်ရှိလာကသူလေးစားတဲ့ scholarry ကသူ့ရဲ့တပည့်အဖြစ်ခံယူပြီးဂျိုးမှာပဲရှေးဟောင်းသူတည်နာတွေကိုလိုက်စားခဲ့ကြပါတယ်။ရှာကာကတော့အိုဟာရာဂျုံကရှေးဟောင်းမွေနစ်တွေနဲ့စူးစီးရဆိုလို့ရှင်လဲမမှားဘူးလို့ပြောလိုက်ပါတယ်။ အဲ့ဒီတော့ Global ကသူတို့ကိုအစိုးရရေတပ်ကလာတိုက်ခိုက်တုန်းကအကြီးအကဲတွေနဲ့စကားပြောခဲ့ရပါတယ်။ Global ကရေတပ်အကြီးအကဲတွေကိုကြည့်ပြီးအတိတ်ဆိုတာကလူသားတွေရဲ့သမိုင်းပဲလို့ပြောလိုက်ပြီးလက်စစ်မကန်းခဲ့တဲ့ဒိုင်းမီအကြောင်းကိုသိကျင်စိတ်ကိုတားဖို့အတွက်ဘယ်သူမှမအခွင့်အာဏာမရှိဘူးလို့ပြောပြလိုက်ပါတယ်။ဒါ့အပြင်သူတို့ကအချက်အလက်တွေနဲ့ပိုနီကလစ်တွေအရာတိတ်မချခင်ကမှဒိုင်းမီတစ်ခုပြောင်းဆုံးနေရကိုတွေ့ရှိခဲ့တယ်လို့ပြောပြလိုက်ပါတယ်။ဒါ့အပြင်အဲ့ဒီဒိုင်းမီကအတော်လေးကိုဩဇာအာဏာကြီးတဲ့ပုံပဲလို့ပြောပြလိုက်ပါတယ်။ဒါပေမဲ့သူတို့ကအစိုးရလို့ခေါ်တဲ့မင်းတို့ရဲ့ပူပေါင်းတပ်ဖွဲ့ကြီးကိုဆုံးငံနေမှာပိုနီကလစ်တွေမှာစာရေးထားခဲ့တယ်လို့ပြောလိုက်ပါရီ ဒါကအခုမှတွေ့ထားတဲ့ပိုနီကလေးဖျက်အကြောင်းပဲလို့ပြောလိုက်တော့အကြီးကဲကရှေးဟောင်းလက်နက်တွေကဒိုင်းမီကို NEA ဖြစ်စေတယ်လို့ပြောလိုက်ပါရီဒါကိုကြတော့ Glover ကထောက်ခံလိုက်ပြီဒါပေမဲ့အဲ့ဒါထက်တမိုင်းချောင်းနဲ့တူတူပြန်နိုးထလာမေးအဲ့ဒီဒိုင်းမီရဲ့အတွေးခွန်တဲ့ပညာတွေကမှမင်းတို့ကိုကြောက်စီရမလားလို့မေးလိုက်တော့အကြီးကဲတွေကမျက်နှာပြတ်သွားပါရီဒါပြင်သူကအဲ့ဒီဒိုင်းမီရဲ့နာမည်ကိုပါဆက်ပြီးပြောပြဖို့လုပ်နေချိန်အကြီးကဲက Glover ကိုပြစ်တတ်လိုက်ပြီးမင်းတီရာများနေပြီလို့ပြောလိုက်ပါရီအဲ့ဒီနောက်မှာတော့သူတို့ကဂျုံးကိုစတင်တိုက်ခိုက်ပါတော့တယ် ။ရှာကာကသူ့ရောက်သွားခဲ့တော့အားလုံးကပြက်စီးနေပြီးပညာသစ်ပင်ကလည်းလဲကျနေပြီလို့ပြောလိုက်ပါရီ။ဒါပေမဲ့သူကအတွင်းထဲကိုရောက်ပြီးတဲ့အခါမှာတော့ထင်မှတ်ထားတဲ့အရာကိုတွေ့ရှိခဲ့တယ်လို့ဆိုပါရီ။အဲဒါကတော့ scholarly ကရှေးဟောင်းမွေးနေ့တွေကိုထိန်းသိမ်းမှုအတွက်စာအုပ်တွေအများကြီးကိုရေကန်ထဲမှာထားပြခဲ့တာပါ။ဒါဝင်မြင်တော့သူကအရန်ကိုအံ့ဩသွားခဲ့ရပါရီ။ဖြစ်နိုင်တော့ကတော့ scholarly ကမီးလောင်နေတဲ့အချိန်မှာစာအုပ်တွေကိုအကြောင်းအရာတွေမပြောက်စေဖို့အတွက်ရေကန်ထဲကိုပြစ်ထားခဲ့တာဖြစ်မယ်လို့သူကပြောလိုက်ပါရီ။အဲဒီနောက်မှာတော့ရှာကာကဒီပွဲမှာအနိုင်ရရှိတဲ့သူတွေက scholarly ပဲလို့ပြောလိုက်ပါရီ။ ဒါပြင်သူကဒီမြင်ကွင်းကိုမြင်လိုက်ရချိန်မှာတော့မျက်ရည်တွေပြည့်ချန်လာတယ်လို့ပြောလိုက်ပါရီအဲ့ချိန်ရောဘင်ကလည်းအဲ့ဒီတုန်းကသူမရဲ့အမိကသူမကိုစောနဲ့လိုက်သွားခိုင်းတာကိုသတိရနေပါရီအဲ့ဒီတုန်းကသူမရဲ့အမိကစောကိုရောဘင်ကိုခေါ်သွားဖို့အတွက်ပြောလိုက်ပါရီဒါကိုကြားတော့ရောဘင်ကလန့်သွားခဲ့ပြီးသူမရဲ့အမိကိုလိုက်မသွားချင်ဘူးလို့ပြောပြခဲ့ကသူမရဲ့အမိဖြစ်သူနဲ့ပဲနေချင်တယ်လို့ပြောလိုက်ပါရီဒါပေမဲ့အမိဖြစ်သူကတော့ရောဘင်ကိုသူမလှုပ်ရှားရရှိနေသေးတယ်လို့ပြောလိုက်ပါရီဒါပြင်အမိဖြစ်သူကရောဘင်ကို တမီးသားစကောလာတယောက်ဆိုရင်ဒါကိုသိရမယ်လို့ပြောလိုက်ပြီးသူမတို့ကအတိတ်ကိုဒူးဖော်တာဆိုတာထက်ကာကွယ်ပေးနေရလို့ပြောလိုက်ပြီးဒါတွေကတစ်ချိန်မှာရော်ဘင်တို့ရဲ့နာဂတ်တွေဖြစ်လာမှာဆိုတာကိုပြောလိုက်ပါတယ်။အိုဟာရာကအခုချိန်မှာပြက်စီးသွားပြီမေ။တမီးတို့ရဲ့အနာဂတ်မှာပြက်စီးသွားစီမှာကိုတော့လက်မခံနိုင်ဘူးလို့ပြောလိုက်ပါတယ်။ဒါကိုကြတော့ရော်ဘင်ကနားမလည်ဘူးလို့ပြောလိုက်တော့အမေဖြစ်သူကရော်ဘင်ကိုဒီနေ့နေ့နားလေလာလိမ့်မယ်လို့ပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့ရော်ဘင်ရဲ့မိခင်ကဆောကိုရော်ဘင်ကိုခေါ်ပြီးထွက်သွားဖို့အတွက်ပြောလိုက်ပါတယ်။ဒါကြောင့်ရော်ဘင်ကဆောကိုခေါ်ပြီးပြေးထွက်သွားပါတယ်။ ဒါကိုမြင်တော့ Robin ရဲ့မိကသူမကိုအသက်ဆက်ရှင်မှုအတွက်ပြောခဲ့ပါတယ်။အဲဒီနောက်ဆောကလည်းပဲလမ်းတစ်လျှောက် Robin ကိုမင်းဂုံယူသင့်တယ်လို့ပြောလိုက်ပြီးမင်းရဲ့မိကရဲရင်နဲ့မျိုးသမီးပဲလို့ပြောလိုက်ကသူမကအူဟာရာအတွက်တိုက်ခိုက်ခဲ့တယ်လို့ပြောလိုက်ပါတယ်။ဒါကိုသတိရနေတဲ့ Robin ကဝမ်းနည်းလာပြီးငိုနေခဲ့ပါတယ်။ဒါကိုမြင်တော့ဆန်ကြီးကဘာဖြစ်နေရလဲလို့မိလိုက်ချိန်နာမီကတော့ရှာကာကိုသွားပြီးရန်လုံနေပါတယ်။ဒါကိုကြတော့အလုံးကလေးပဲရှာကာကို Robin ကိုငုံအောင်လုပ်တဲ့အတွက်ရန်ထောင်နေခဲ့ကြပါသည်။သူတို့ကတယောက်ကိုတယောက်အော်ဟစ်နေခဲ့ကြပြီးဒါကိုမြင်တော့ Robin ကသူမရဲ့တငယ်ချင်းတွေကိုကြည့်ကကြည့်နူးနေပါသည်။ အဲဒီနောက်မှာတော့ Robin ကရှာကာကိုသူတို့ကတကယ်ပဲပျောက်ဆုံးနေတဲ့ဒိုင်းမီရဲ့နာမည်ကိုတီးခဲ့တယ်လို့ပြောလိုက်ပါတယ်အဲဒီနောက်မှာတော့ Robin ကအဲဒီစာအုပ်တွေကဘယ်မှာလဲလို့မေးလိုက်တော့ Shaka ကသူယူလာခြင်းပေမဲ့အထက်ကားတည်သွားရင်အသိခံရမှာဖြစ်လို့အဲဒီနေ့ကပဲအဲဒီလူနဲ့တွေ့ခဲ့တယ်လို့ဆိုပါရီ။တစ်ဖက်မှာတော့ Luffy တို့ကဆက်ရုပ်ကြီးတဲ့ကိုဝင်ဖို့အပေါက်ကိုလိုက်ရှာနေပါရီ။သူတို့ကဝင်လို့ရတဲ့နေရာကိုရှာမတွေ့ဖြစ်နေခဲ့ပါရီ။အဲဒီချိန်ချောပါကတော့ Luffy ကိုဆက်ရုပ်ကြီးကိုမေးကြည့်ဖို့အတွက်ပြောပါရီ။ဒါကိုကြတော့ Luffy ကလည်းပဲသွားကြည့်ဖို့အတွက်လုပ်လိုက်ပါရီ။ အဲဒီနောက်သူတို့ကပေါင်းဆက်မယ်လို့ပြောလိုက်ပြီးလူဖီရဲ့ဂုတ်ပေါ်ကိုချော်ပါကခွာပြစ်လိုက်ပါတယ်ပြီးတော့နှကောင်သားအထဲကိုဝင်ရမယ့်အပေါက်ကိုလိုက်ရှာကြပါတော့တယ်ဘုံနီကတော့ဒါကိုကြည့်ပြီးဘာတွေယူထနေရလဲလို့မေးပါတယ်ဂျင်မီကတော့ဒါကသူတို့အတွက်စိတ်ကူးရဲ့အိမ်မက်တွေကတကယ်ဖြစ်လာတယ်လို့ပဲလို့ပြောလိုက်ပြီးအဲဒီနောက်မှာတော့လူဖီတို့ကရှာမထွေးတာကြောင့်စိတ်ပြက်နေပြီးချော်ပါကတော့နောက်ကျော်ဘက်မှာထင်းနေလို့ပြောလိုက်ပြီးတော့နှစ်ယောက်သားအောက်ကိုပြန်ဆင်းမှုအတွက်လုပ်ပြီးမယ်ကောင်းကောင်းမဆင်းနိုင်ပဲပြုတ်ကြလာပါတယ်ဒါကိုမြင်တော့ဘုံနီကသူတို့ကိုစိတ်ပြက်နေပါတယ်အဲ့ချင်းချောပါကတော့လက်မလျှော့သေးပဲဒါကသူပါသားသူလှူရှားလာလားလို့ပြောလိုက်ပြီးနာမည်ခေါ်ကြည့်ဖို့အတွက်လှူကြပါရီး အဲဒီနောက်နှစ်ယောက်သာဆက်ရုပ်ကိုပေါက်တက်ကရနံပါတ်၄ရှောက်ပြီးနေခဲ့ပေမယ့်ဆက်ရုပ်ကလှုပ်မလာခဲ့ပါဘူး။အဲဒီအချိန်ပေါက်ကွဲမှုတစ်ခုကဖြစ်သွားခဲ့ပြီးအားလုံးကလွင်သွားပါရီ။ဒါကြောင့်မလို့ဂျင်မီကဘုံနီကိုအဆင်ပြေလာလို့မိလိုက်ပြီးဘုံနီကတော့ခေါင်းကိုငြိမ်ပြလိုက်ပါရီ။အဲဒီအချိန်ဆက်ရုပ်ထဲကနေလူတစ်ယောက်ကထွက်လာပြီး "तू ကလူဖီကိုသူ့ကိုကယ်ပေးဖို့အတွက်ပြောလိုက်တာကြောင့်လူဖီကဆက်ရုပ်ထဲမှာညံ့နေတဲ့သူ့ကိုကယ်ပေးလိုက်ပါရီ။အဲဒီနောက်အောက်ကိုရောက်လာတော့အထဲကလူကဘေကာပန့်ဖြစ်နေပါရီ။ "तू ကလူဖီကိုမင်းက Dragon ရဲ့တောင်းမလာလို့မိလိုက်ပြီးဘုံနီကိုလည်းကြီးလာပြီပဲလို့ထုတ်ဆက်လိုက်ပါရီ။ ဒါကိုမြင်တော့ဘိုနီကဒေါသထွက်နေချိန်လူဖီကတော့ဘဲကပန်တို့ရဲ့လေပေါ်ပြန်နိုင်တဲ့ဖနက်တီကိုသဘောကျကလိုက်လုံနေခဲ့ပြီးဇလန်လီကလည်းဒီမာရီမဲတခန်းရက်လို့သွားခဲ့ပြန်ပါရခင်ဗျာအပိုင်းထောင်69ရဲ့အဆောက်မှာတော့လာပေါင်းများစွာကြာပြီးတဲ့နောက်ဘဲကပန်ကအိုဟာရာကိုရောက်လာပါရီအရာလုံးကဘုံနဲ့ညာပြက်စီးနေခဲ့ပေမဲ့တခုရီသောနေရာမှာတော့ဘဲကပန်ကစာအုပ်တွေအများကြီးကိုရေကန်ထဲပြေချထားတာကိုတွေ့လိုက်ရပါရီဒါကိုမြင်တော့သူကမျက်ရည်တွေစီးကြလာပြီးမင်းတို့အိုဟာရာတွေကိုနိုင်မာရီလို့ပြောကောင်းနေပါရီ အဲဒီချိန်သူကရေကန်တွေကစာအုပ်တွေကိုဆဲယူနေပြီးလူတွေကိုတွေ့လိုက်ရလို့ပုံမိကြည့်နေပါလေ။ဘေကာပန်းကတရှာကြည့်လိုက်တော့စာအုပ်တွေကိုဆဲယူနေတာကလူဘလူးကြီးတွေဖြစ်နေကြတာပါ။ဒါကိုမြင်တော့ဘေကာပန်းကအံ့ဩနေပြီးသူတို့ကဘာလုပ်နေရလဲ။စာအုပ်တွေရဲ့တန်မိုးကိုရောတိလို့လားလို့ခက်တိုးတိုးပြောနေချိန်လူကြီးတွေကရေကန်တွေကစာအုပ်တွေကိုတဲတင်လိုက်တစ်ဖက်ကိုထုတ်ပြီးတွားတဲလိုက်လုပ်နေပါလေ။ဒါကိုမြင်နေရတဲ့ဘေကာပန်းကတော့စာအုပ်တွေကိုတဲသွားနေရကိုဒါချင်နေပါလေ။အဲ့ချိန် dragon ကရောက်လာပြီးဘေကာပန်းကိုခမ ्या ကအရင်တိုင်းပဲလို့ပြောလိုက်ပါရီ။ဒါကိုကြားတော့ဘေကာပန်းကလန်သွားပြီး dragon ကိုလည်းကြည့်လိုက်ပါရီ။ အဲဒီချိန် Dragon ကဘေကာပန့်ကိုခမည်းရဲ့ခေါင်းကထူးခြားလို့မြင်နိုင်တာနဲ့မှတ်မိတယ်လို့ပြောလိုက်ပါရီ။နောက်ပြီးအရင်ကထက်ပိုကြီးလာပြန်ပြီလို့လည်းပြောပါရီ။အဲဒီနောက် Dragon ကဘေကာပန့်ကိုခမည်းကဒီကိုဘာလာလောက်တာလဲလို့မေးပါရီ။ဒါကိုကြားတော့ဘေကာပန့်ကလည်း Dragon ကိုမင်းကရောလို့ပြန်မေးလိုက်ပါရီ။ဒါကြောင့် Dragon ကသူက Clover နဲ့တီးလို့လာတာလို့ပြောလိုက်ပါရီ။အဲဒီချိန်ဘေကာပန့်ကတော့အစာအုပ်တွေကိုစိတ်ပူနေခဲ့ပြီ။ Dragon ကတော့စိတ်မပူဖို့အတွက်ပြောလိုက်ပါရီ။သူတို့ကလူကောင်းတွေဆိုတာကိုစစ်ဆေးပြီးသွားပြီလို့ပြောလိုက်တယ်။ ဒါပြင်သူတို့ကစာအုပ်တရဲ့တန်ဖိုးကိုလည်းတည်တယ်လို့ပြောပြလိုက်ပြီးအဲဒီလူဘလူးချီတွေကအယ်ဘတ်ကနေလာတာလို့လည်းပြောပြလိုက်ပါရီဒါပြင်သူတို့ရဲ့ခေါင်းဆောင်ကခန္ဓာကိုယ်တစ်ခုလုံးကိုပတ်တီးစီးထားတဲ့သူပဲလို့ပြောလိုက်ပါရီပြီးတော့သူကအိုဟာရာရဲ့အသက်ကိုရင်းမိရလာတဲ့အသိပညာတွေကိုပျောက်သွားခွင့်မပြုနိုင်ဘူးလို့ပြောလိုက်ပါရီဒါကိုကြတော့ဘေဂါပန်းကလည်းအတော်လေးကိုစိတ်ရည်သွားပြီးသူက Dragon ကို Global ကနေရာအနှံ့ကိုရှောက်သွားနေပြီးဘ ഹു တုဒ္ဓတွေကိုစုဆောင်တတ်တဲ့အပီဒီပဲလို့ပြောလိုက်ကသူလိုလူကကဘာကြီးကိုဖျက်ဆီးမယ်ဆိုတာဘယ်လိုမှမဖြစ်နိုင်ဘူးလို့ပြောလိုက်ပါရီအဲဒီနောက်မှာတော့ဘေဂါပန်းတို့ကဘန်စီကိုအိုဟာရာရဲ့မှတ်တိုင်ရှိမှထားပေးလိုက်ပါရီ အဲဒီနောက်မှာတော့ Dragon ကဘာပဲဖြစ်ဖြစ်ခမားနဲ့ခမားရဲ့အစိုးရဘက်ကသူတွေတွေ့မသွားတာကံကောင်းတယ်လို့ဆိုလိုက်ပါရီဒီလိုပြောလိုက်တဲ့အပြင်ကမှာပဲစာအုပ်တီကလည်းမပြည့်စည်တော့ဘူးပေါ့လို့ပြောလိုက်ပါရီဒါကိုကြတော့ဒေါက်တာဘေဂါပန်းကညင်းဆန်လိုက်ပြီးသူကအဲ့လိုမလုပ်ပါဘူးလို့ပြောလိုက်ပါရီအဲ့ချိန် Dragon ကတော့ဘေဂါပန်းကိုသူတို့ရဲ့လွတ်လပ်ရေးအဖွဲ့စည်းကကမ်းလှမ်းတာကိုညင်းဆိုပြီးတဲ့နောက်မှာအစိုးရရဲ့နောက်လိုက်ခွေးတကောင်လို့ဖြစ်သွားမယ်လို့ထင်မှားမိဘူးလို့ပြောလိုက်ပါရီသူရဲ့စကားကိုကြတော့ဘေဂါပန်းက Dragon ကိုသူရဲ့အသိပညာတွေနဲ့မင်းရဲ့စစ်တပ်သေးသေးလေးမှာဘာလို့လို့ရမှာလဲလို့ပြောလိုက်ပါရီ ဒါကိုကြတော့ Dragon ကဘေဂါပန့်ကိုခမားစကားကိုအရင်လိုပဲပွင့်ပွင့်လင်းလင်းပြောတော့မယ်လို့ပြောလိုက်ပါရီပြီးတော့ Dragon ကအန်နီယံမရှိတဲ့ပညာရှင်တွေကဥပဒေကိုမေးခွန်းထုတ်ပြီးလို့ရေရဆက်ဆက်အရှင်းခံလာရတယ်လို့ပြောပြလိုက်ပြီး Dragon ကဒါကသူ့ကိုရင်နာစေတယ်လို့ဘေဂါပန့်ကိုပြောပါရီအဲ့နောက်မှာတော့ Dragon ကသူကစစ်တပ်ကိုတိုက်ခိုက်နိုင်တဲ့တပ်ဖွဲ့ကိုဖန်ပြီးမှလို့ပြောလိုက်ပါရီဒါကိုကြတော့ဘေဂါပန့်က Dragon ကိုမင်းမဲစစ်ပွဲကိုမကြိုက်ဘူးလို့ဆိုပြီးပြောထားလိုက်ပြီးမင်းရဲ့စကားကိုနားထောင်နေသူတွေကရေတပ်ထဲမှာလည်းရှိပါတယ်လို့ပြောလိုက်ကရည်ရွယ်ချက်ကိုမပြောင်းစေနဲ့လို့ပြောလိုက်ပါရီ ဒါကိုကြတော့ Dragon ကတနေ့ကြလို့ရှိရင်သူကအစိုးရကိုတော်လှန်မယ်တော်လှန်ရေးတပ်ဖွဲ့ကိုဖွဲ့မယ်လို့ပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့ Dragon ကတကယ်ကိုပဲကူမာရုနဲ့ပေါင်းပြီးတော်လှန်ရေးအဖွဲ့ကိုဖွဲ့စည်းခဲ့ပါတယ်။ဒါအပြင်သူတို့ရဲ့အဖွဲ့အစည်းကအစိုးရကိုချင်းချောက်နိုင်တဲ့အထိလည်းကြီးမားလာပါတယ်။ဒါကိုကြတော့ Nami က Luffy ရဲ့ဖေကတကယ်ကိုစိတ်အားထက်သန်တဲ့သူပဲလို့ပြောလိုက်ပြီး Sanji ကတော့ Eva ကတော်လှန်ရေးကဆိုတာကိုမသိလိုက်ဘူးလို့ပြောလိုက်ပါတယ်။ Usopp ကတော့ Shaka ကို Elba လို့ပြောလိုက်တာလားလို့မိလိုက်ပါတယ်။ဒါကိုကြတော့ Frankie ကသူ့ရဲ့ခေါင်းကိုပေါက်ထွက်တော့မယ်လို့ပြောလိုက်တယ်။ တဖက်မှာလည်း Robin ကသူ့ရဲ့မျက်ရည်တွေကိုတုတ်ပြလိုက်ပြီး Dragon နဲ့ Clover ကအဆက်အသွယ်ရှိတာကိုမသိခဲ့ဘူးလို့ဆိုလိုက်ပါတယ်။အဲဒီနောက်မှာတော့ Shaka ကသူ့လေစာအုပ်တွေကိုအစိုးရစီကိုမြောက်စေချင်မှုလို့ပြောလိုက်ပြီးဒါပေမဲ့ဒါကသူစိတ်ဝင်စားတာကြောင့်မလို့ Elbert ကိုတိတ်တိတ်လေးသွားခဲ့ပြီး Sorry အခွင့်ပြုချက်နဲ့စာရီကိုဖတ်ခွင့်ရခဲ့တယ်လို့ပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့ Shaka ကသူ့ရဲ့ခေါင်းကိုလက်နဲ့တောက်ပြလိုက်ပြီးသူ့ရဲ့ခေါင်းထဲမှာ Ohara ကကဘာကြီးကိုမဖော်ပြနိုင်တဲ့ဗဟေလိတွေအလုံးရှိနေခဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒီချိန်ရောဘင်ကတော့ရှာကာကိုတစ်ခုလောက်မေးလို့ရလာလို့ပြောလိုက်ပြီးသူကရှာကာကိုဒီကုလုံးဘက်တီးရီစီးထားတဲ့လူကြီးရဲ့နာမည်ကစောဟုတ်တယ်မလားလို့မေးလိုက်ပါတယ်။ဒါကိုကြတော့ရှာကာကအခုပုန်းနေတယ်လို့ပြောလိုက်ပြီးသူကပြောပြလို့မရဘူးလို့ဆိုပါတယ်။ဒါကိုကြတော့ရောဘင်ကပြောသွားခဲ့ပြီးအလုံးကလေးပဲရောဘင်အတွက်ဝမ်းသာပေးနေပါတယ်။အဲ့ဒီနောက်မှာတော့ရောဘင်ကရှာကာကိုကျေးဇူးတင်ကြောင်းပြောလိုက်ပါတယ်။ဘာလို့လဲဆိုတော့အိုဟာရာကအသက်တွေကိုအလကားမဖြစ်စေချင်လို့ပါ။အဲ့ဒီချိန်ရှာကာကတကားတစ်ခုကိုဖွင့်လိုက်ပါတယ်။အလုံးရဲ့ဖက်နှက်တွေကလည်းအဲ့ဒီချိန်မှာလို့လို့ရွေးလျားခဲ့ပါတယ်။အဲ့ဒါကြောင့်မလို့ဥဆုပ်ကလန့်ပြီးတော့អော်နေခဲ့တာပါ။ ရှာကာကတော့နာမီတို့ကိုလွှတ်မပေးနိုင်တဲ့အတူသူနဲ့ခေါ်သွားလို့ရတယ်လို့ပြောလိုက်ပြီးသူနဲ့အတူလိုက်ခဲ့ဖို့အတွက်ဆိုပါရီ။ဒါပြင်ရှာကာကရော်ဘင်တို့ကိုသူ့အနေနဲ့ပြားစရာရှိတယ်လို့လည်းပြောလိုက်ပါရီ။တစ်ဖက်မှာတော့လူဖီကဟိုပြန်ဒီပြန်ရှောက်ပြန်နေပြီ။ဒါကအရန်ကိုမိုက်တယ်။စံကြီးလိုပဲလို့ပြောလိုက်ပါရီ။ဒါကိုကြတော့ဘဲကပန်းကသူ့ရဲ့တီထွင်မှုကိုကြိုက်လာလို့မိပါရီ။ဒါကိုကြတော့လူဖီကလည်းအရန်မိုက်တယ်လို့ပြောနေချင်း။ချော်ပါကတော့ဒါကတကယ်ကိုပဲဘဲကပန်းလားလို့မိနေပါရီ။ဒါကိုကြတော့ဘိုနီကလည်းဟုတ်တယ်လို့ထောက်ခံလိုက်ပြီးသူမက ဒါပေမဲ့ခမားရဲ့ခေါင်းကအဖူပေါင်းလို့ဖြစ်နေပြီအဲ့ဒီခေါင်းကြီးကဘယ်ရောက်သွားတာလဲလို့မေးလိုက်ပါရီအဲ့ဒီတော့ဘေကာပန်းကအရန်ရှိနေလို့ဖြတ်ပစ်လိုက်ပြီလို့ဆိုပါရီဒါကိုကြတော့ဘိုနီကခေါင်းကိုဖြတ်တာကသမင်ကိုညှက်လိုက်တယ်လို့မျိုးလွယ်လွယ်လေးမပြောဖို့အတွက်ပြောလိုက်ပါရီဒါကိုကြတော့ဘေကာပန်းကလည်းသူ့ရဲ့ခေါင်းကမင်းသိတဲ့အတိုင်းပဲပူပူကြီးလာနေရလို့ပြောလိုက်ပြီးသူကဘိုနီနဲ့နောက်ဆုံးတွေ့တုန်းကတော့သူ့ခေါင်းကဘလူးကြီးတွေထပ်တောင်မှအရက်မြင့်နေခဲ့ပြီလို့ပြောလိုက်ပါရီဒါကိုကြတော့သူကတော့ဘူပေါင်းလောက်ကြီးတယ်လို့ကြားပူတယ်လို့ပြောပြလိုက်ပါရီ အဲ့နောက်မှာတော့ဘဲကဘန်းကသူကဥနောက်တစ်တီကိုစားထားတဲ့သူပဲလို့ပြောလိုက်ပါရီ။ဒါကြောင့်သူရဲ့ဥနောက်ကဘ ഹു တုတအားလုံးကိုအကန့်အသတ်မရှိမှတ်သားနိုင်တယ်လို့ဆိုပါရီ။ဒါပေမဲ့သူရဲ့မှတ်သားနိုင်စွမ်းကကြီးလာတာနဲ့အများသူကောင်းကလည်းပိုပြီးကြီးလာခဲ့တယ်လို့ဆိုပါရီ။ဒါပြင်ဘဲကဘန်းကသူကငငယ်ကလေးကရန်ကုန်ကောင်းတဲ့ဥနောက်ကိုပိုင်ဆိုင်ထားပြီးသူရဲ့မှတ်သားနိုင်စွမ်းကအကန့်အသတ်မရှိဘူးလို့ဆိုပါရီ။ဒါကိုကြတော့လူဖီကဘယ်မှာကြီးထွားနေရလဲလို့မေးလိုက်ပြီးဘုန်းကြီးကလည်းစောနာတွေကဘာဒီကိုပြောနေကြတာလဲလို့မေးလိုက်ပါရီ။အဲ့နောက်လူဖီကဘဲကဘန်းကိုအဖိုးကကောင်းကိုဖျက်လိုက်လို့ငတုံးဖြစ်သွားတာလားလို့မေးပါရီ။ ဒါကိုကြတော့ဘေဂါဘန်းကပါရမီရှင်ကိုမစော်ကားနဲ့လို့ပြောလိုက်ပြီးသူ့ရဲ့ခေါင်းမော်ကဘန်ဒီက area တိုင်းပဲလို့ပြောလိုက်ကအပေါ်မှာရှိနေတဲ့အဆောက်အဦကသူ့ရဲ့တူလောင်ငန်းပဲလို့ဆိုပါတယ်ဒါကအဝေးကြီးကိုရောက်နေအောင်မှာ area တိုင်းကအချက်ပြပြီးအစဉ်ပြေနေလိမ့်မယ်လို့ဆိုလိုက်တော့လူဖီတို့ကလည်းသဘောကျနေခဲ့ပါတယ်အဲ့နောက်ချောပါကဘေဂါဘန်းကိုဒါဆိုရင်စေးပညာရည်နဲ့ရောအကျွမ်းတဝင်ရှိလာလို့မိလိုက်တော့ဘေဂါဘန်းကရှိတယ်လို့ဆိုပါရီဒါပြင်ဘေဂါဘန်းကလူဖီတို့ကိုမင်းတို့ဒီကိုလာတော့ငါသူ့ကိုသူဘေဂါဘန်းလို့ပြောတဲ့ကလေးမကိုတွေးမိလာလို့မိလိုက်တော့လူဖီကအမှတ်ရသွားပြီးသူကကျွန်တော်ကိုထိုးတယ်လို့ပြောလိုက်ပါရီ ဘေကာပန်ကတော့အဲ့ဒါကသူ့ရဲ့ကိုဘွားဖြစ်ပြီးဂျိုးမော်မှာသူ့ရဲ့ကိုဘွား6កောင်ရှိတယ်လို့ပြောလိုက်တော့လူဖီတို့ကအဖိုးကနင်ဂျာလာလို့ထားမိပါတယ်ဘေကာပန်ကတော့သူ့ရဲ့ကိုဘွားတွေကအေးဆေးတည်ငြိမ်တဲ့ရှာကပြီးတော့အရာအလုံးကိုလူယူရတဲ့လီလစ်ပြီးတော့ဒီထွင်တတ်တဲ့အက်ဒီဆင်စူးစမ်းလိုစိတ်ရှိတဲ့ပိုက်တာဂိုရက်စ်ဂျန်နန်စွာပြုမူရတဲ့အက်ဒလက်စ်နဲ့စားလိုက်လိုက်လုပ်တတ်တဲ့ယော့ဂီယယ်လို့ပြောပြလိုက်ပါတယ်အိမ်တော်မှာတော့ဘေကာဘန်ကသူ့ရဲ့ကိုဘွား6ယောက်အကြောင်းကိုပြောပြလိုက်ပြီးသူတို့6ယောက်ပေါင်းလိုက်တာကသူ့ရဲ့ပုံစံပဲလို့ပြောလိုက်ပါတယ် ဒါအပြင်သူတို့တွေကအားလုံးပေါင်းပြီး data တွေကိုစုစည်းကြတယ်လို့ပြောလိုက်ပြီးဂျမီကနားမလည်ဖြစ်နေကသူတို့ကအုံနောက်တစ်ခုတည်းကိုပဲသုံးလာလာလို့မိလိုက်ပါတယ်ဒါကိုကြတော့ဘေကာဘန်ကသူတို့ကစာကြည့်တာတစ်ခုတည်းကိုပဲအတူတူသုံးနေရလို့သဘောထားဖို့အတွက်ပြောလိုက်ပြီးဥပမာမင်းတို့ကငါရဲ့အုံနောက်ကိုဝင်လေးလာလို့ရမယ်ဆိုရင်ငါတီထားသမျှတွေကိုမင်းတို့ကတီသွားမှာပဲလို့ရှင်းပြလိုက်ပါတယ်ဒါကိုကြတော့ဘေကာဘန်ကိုချော်ပါကဒါဆိုရင်တကဘာလုံးကစေးနီးတွေကအလုံးကိုတီသွားပြီပေါ့လို့ဝင်ပြောပါတယ်ပြီးတော့ချော်ပါကသူတွေနဲ့သူချိန်နေနေပါတယ်အဲ့နောက်မှာတော့ဘုံနီကဘေကာဘန်ကိုခမရဲ့အထွေးက ရုပ်မာနေရပဲလို့ပြောလိုက်ပြီးဒါကြောင့်သူ့ရဲ့အဖေကအခုလိုမျိုးနှလုံးသားမရှိတဲ့လူအဖြစ်စမ်းသပ်ခံလိုက်ရတာမှလာလို့မိလိုက်ပါရီအဲ့နောက်သူမကအလင်းနာကိုထုတ်ကတိုက်ခိုက်ဖို့အတွက်လှုပ်လိုက်တော့ဘင်ကာဘန်းကအမြန်တားလိုက်ပြီးဒါကမအောင်မြင်တဲ့ပစ္စည်းပဲလို့ဆိုလိုက်ပါရီဘင်ကာဘန်းကတော့အဲ့ဒီအလင်းတားကအင်းဆက်တွေအများကြီးကိုဆွဲဆောင်နိုင်တယ်လို့ပြောနေချိန်ပါပဲအင်းဆက်တွေအများကြီးကရောက်လာပြီးသူတို့ကိုတိုက်ခိုက်ပါရီအဲ့ချိန်ရှာကာကလည်းနာမီတို့ကိုခေါ်သွားပြီးတော့လူဖီတို့ရှိတဲ့နေရာကိုပြသနေပါရီအဲ့ချိန်ဘိုနီကတော့အစိတ်ရှိတဲ့အကောင်ကြီးအကိုက်ခံရလို့လဲနေခဲ့ပါပြီဘင်ကာဘန်းကတော့လူဖီကိုမမိုစားလိုက်တဲ့အသီးနဲ့ပတ်သက်ပြီးမင်းနေပါရီ ဒါကသူမအောင်မြင်တဲ့အသီးပဲလို့ပြောလိုက်တော့လူဖီကဒါကအဆင်ပြေပါတယ်လို့ပြောလိုက်ပြီးအယောင်ကတော့ပန်းရောင်ဖြစ်နေလို့ဘဲကပန်းကကြေကွဲနေပါတယ်။အဲဒီချိန်လူဖီကဆက်ရုပ်ကြီးကိုသူ့အတွက်နှိုးပေးဖို့အတွက်ပြောလိုက်ချင်းဘဲကပန်းကတော့ဒါကလွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ရာတုန်းကမယ်ရီဂျိုဘစ်ကိုတိုက်ခိုက်ခဲ့တဲ့ဆက်ရုပ်ကြီးပဲလို့ပြောလိုက်ပြီးဇာလန်လေးကလည်းဒီမာရီမဲတခန်းရက်လို့သွားခဲ့ပြန်ပါတယ်ခင်ဗျာ။